မာနိုင်ငံအကြောင်းပြောကြရအောင်မြန်မာနိုင်ငံဆိုတာရှေ့တောင်အရှာမှာတည်ရှိပြီးတော့အချိန်တော့မျောလင်းချက်တွေပြည့်နှံ့နေတဲ့နိုင်ငံတော်တော်ရည်မြည်တဘာဝနဲ့ရည်ကြီးမှုအမွေလေးတွေအများမှကျွဲဝါရနိုင်ငံဒါပေမဲ့အခုအချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံဆိုတာ international media ပေါ်မှာမကောင်းသတင်းတွေပဲတက်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ် World Population Review ကထုတ်ပြန်တဲ့အစီရင်ခံစာအရယနေ့အချိန်မြန်မာနိုင်ငံဟာအာရှမှာတတိယမြောက်အစင်းရဲဆုံးနိုင်ငံဖြစ်လာပါပြီတဲ့ကျွန်တော်တို့ရဲ့နောက်မှာနီပေါနဲ့အာဖဂန်နစ္စတန်ဒီနှစ်နိုင်ငံပဲကျန်ပါတော့တယ် ဒီကိစ္စတွေကညာရင်းချင်းဖြစ်လာတော့မဟုတ်ပါဘူးလွဲမားတဲ့အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေစီးပွားရေးပြိုလဲမှုတွေတည်တွင်းမှာပဲမငြိမ်မသက်ဖြစ်မှုတွေနဲ့ပြိပခါများစွာဖြစ်နေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ဆိုးတဲ့ပုံပြီးတော့ဆိုးလာခဲ့ရပါတယ်2021ဖေဖော်ဝါရီနောက်ပိုင်းမှာတော့မြန်မာနိုင်ငံရဲ့အခြေအနေကကစားနေတဲ့စားယုံယွင်းလာတယ်။နိုင်ငံသားယင်းနှမြုံနယ်မှုတွေထွက်ခွာသွားတယ်။ကုံတွယ်မှုဆက်ဆံရေးတွေလည်းတဖြည်းဖြည်းနဲ့နည်းလာပြီးတော့ပြည်တွင်းပြည်ပပိတ်ဆို့မှုတွေကပုံပုံပြီးတော့များလာတယ်။ အနည်းအားဖြင့်တော့ဆန်ရှင်ချခံရတာပေါ့ဗျာဒီလိုကိစ္စပေါင်းများစွာကျွန်တော်တို့မြန်မာနိုင်ငံကိုတွားပြီးရိုက်ခတ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးဆိုးရွားတဲ့အခြေအနေကိုတဖြည်းဖြည်းနဲ့ရောက်လာတာမက်ခရိုလေဗယ်မှာခန်းစားပြီးရင်မိုက်ခရိုအီကိုနော်မစ်လေဗယ်မှာလည်းမြေပြင်ရပြည်သူလူထုတွေကတော့ဒီလိုကိစ္စတွေကိုနေစီနေမြခန်းစားနေရပါတယ်တိုင်းပြည်ရဲ့ငွေကြေးဖောင်းပွားမှုဖြစ်တဲ့ inflation ကိုထိန်းချုပ်လို့မရတော့ပါဘူးအခြေခံကွန်မြူနတီဈေးနှုန်းတွေကတိတိတတ်တာတက်လာတာကိုမိတ်ဆွေတို့သတိပြုမိပါပါဒါကိုကျွန်တော်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ရင်းနှုံးကကစုံရတစီ300ကအခုကစုံရတစီ1000 1500ပေါ့နော်တချို့နေရာတွေမှာရှိလိမ့်မယ်အဲ့လိုမျိုးကျွန်တော်ဈေးတက်လာတာကြီးကြီးအပြင်2021နဲ့2025အခုဒီကာလအတွင်းမှာအရာရာအားလုံးက3ဆကျော်4ဆလောက်တက်သွားတာကိုမိတ်ဆွေတို့သတိပြုမိလိမ့်မယ်အခြေခံကုန်ကျပစ္စည်းဖြစ်တဲ့ဆန်စားသုံးစီလောင်စာစီဒီအရီအကုန်လုံးတက်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အခြားအရာတွေကလည်းတဖြည်းဖြည်းနဲ့ဈေးနှုန်းလိုက်ပြီးတက်ခဲ့ပါတယ် လျှက်စင်မီရရှိမှုကလည်းမတိမငြိမ်ဖြစ်ပါတယ်။လာတဲ့ချိန်လာပြတ်တဲ့ချိန်ပြတ်ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းတွေလည်းကြာချိန်မယုံကန်တဲ့အတွက်ကြောင့်မလို့ရနာခဲ့ရတဲ့လုပ်ငန်းတွေအများကြီးရှိကြပါတယ်။နိုင်ငံရေးတည်ငြိမ်တော့ကနိုင်ငံသားကြီးနှီးမြှုပ်နှံနေတဲ့လာရောက်လုတ်ကင်နေတဲ့ဆက်ယုံလုံယုံတွေကအခုတိုင်းပြည်နိုင်ငံရေးလည်းမငြိမ်တတ်တဲ့အတွက်ကြောင့်မလို့ပြည်ရင်းရနေပြီးတော့ထွက်ခွာသွားတယ်။အရင်တုန်းကလုပ်ငန်းကင်ကန်လုတ်ကင်ခွင့်လန်းနေပြီးနေတဲ့ဆက်ယုံလုံယုံတွေမရှိတော့တဲ့အတွက်ကြောင့်မလို့တပြည့်ပြည့်နဲ့ပြည်တွင်းမှာလည်းလုတ်ကင်ခွင့်လန်းနေရှားပါးလာတယ်။ မြင့်တက်လာတဲ့အလုံးလက်မဲ့ရာဂိုင်နှုံးတွေနဲ့အတူလူလူရဲ့ညှော်မှန်းချက်တွေညှော်လိချက်တွေကလည်းတဖြည်းဖြည်းနဲ့ဝေဝါးလာတာကိုတွေ့ရပါတယ်။ဒီကိစ္စတွေအားလုံးဟာအလုံးလက်မဲ့ရာဂိုင်နှုံးမြင့်တက်မှုငွေကြေးဖောင်းပွားမှုတိုင်းပြည်စည်းပွားရေးပြိုလဲမှုဒီအကြောင်းအရာတွေပေါ်မှာပဲတွားပြီးတော့မူတည်နေတာမဟုတ်ပါဘူး။တူးတက်ကြီးမားတဲ့အကြောင်းအရာတစ်ခုချင်းပါလေ။မြန်မာနိုင်ငံအခုလက်ရှိချိန်ဒီပြည်ရင်းစစ်ချက်တဲမှာပဲရှိပါသေးတယ်။တိုင်းဒါလက်နက်ကိုင်အုပ်စုတွေ၊ကုကံဒေါ်လာလူတွေနဲ့အကြစစ်အုပ်ချုပ်ရေးတွေ၊ကိုပိုင်အုပ်ချုပ်ရေးတွေဒါတွေအကြမှာပြည်သူတွေကတော်တော်လေးခံစားနေရပါတယ်။ နိုင်ငံတော်မှာတိုက်ပွဲဖြစ်ပြီးတော့မငြိမ်မသက်ဖြစ်တဲ့အတွက်ကြောင့်မလို့အဝိန်ဆုံးကထွက်ပြေးရတဲ့လူတွေပမာဏများလာတဲ့အတွက်မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းလည်းစိုက်ပျိုးရေးဖြစ်တဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးကိုအခြေခံပြီးအခြားစီးပွားရေးကဏ္ဍတွေလည်းအရာအားလုံးတပြည့်ပြည့်နဲ့ဆက်ရုပ်လာတာတွေ့ရတယ်။စိုက်ပျိုးရေးနည်းလာရဆိုတာအစားအသောက်တွေနည်းလာတာကိုပြောတာအစားအစာတွေနည်းလာလို့ရှိရင်တပြည့်ပြည့်နဲ့ကုန်စည်နှုန်းတွေမြင့်တက်လာမယ်။ကုန်စည်နှုန်းမြင့်တက်လာရဆိုလို့ရှိရင်ပြည်သူတွေပိုပြီးတော့ချက်တဲလာ။ဒီတန်ရရကဘယ်တော့မှရက်မယ်ဆိုတာကျွန်တော်လည်းသိချာမသိပါဘူး။ ကြီးပွားရေးပညာရှင်အများစုကမြန်မာနိုင်ငံကလက်ရှိဆိုးရွားရေးအခြေအနေကြားမှာညံ့နေတယ်လို့ဆိုထားပါတယ်။သူတို့ဆိုတာကတော့နိုင်ငံရေးအခြေအနေမဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင်စီးပွားရေးအခြေအနေဖြေရှင်းဖို့အတွက်လမ်းစာမရှိဘူးလို့ပြောထားတာပါ။သူတို့အယူအဆလည်းတကယ်တော့လေးနက်ပါတယ်။ တည်ငြိမ်တဲ့နိုင်ငံရေးစီးပွားရေးမရှိဘူးဆိုလို့ရှိရင်ရည်ရင်းမြို့နယ်မှာလုပ်ငန်းရှင်တွေကနိုင်ငံကိုလာမှာမဟုတ်ပါဘူး။သူတို့တွေမလာဘူးဆိုလို့ရှိရင်တော့စီးပွားရေးအလုပ်ကင်ဖွင့်လန်းနေရှိလာမှာမဟုတ်တော့ပါဘူး။ဒါကြောင့်အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့စည်ရင်းနေတဲ့အကြောင်းအရာတွေကိုဖြည့်ရှင်းဖို့အတွက်နိုင်ငံရေးကိုပဲတည်ငြိမ်အောင်ပို့ပြီးအာရုံစိုက်ရမလား။စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီးတော့အေဂျင့်တာယာတဲ့ stability တည်ငြိမ်တဲ့နိုင်ငံတော်တစ်စီကိုဥတီရမလား။မိတ်ဆွေတို့ကဘယ်လိုမြင်လဲ။အတွေးလေးတွေကိုပတ်မှတ်ပါဦးရောက်ဆွေးနွေးတော့ပြပါခင်ဗျာ။